ထိုင်းနိုင်ငံသရက်ခိုင်တော်ရင်တနီယာကမြင်းတန်ကြီးတခုဟာတော်ရဲသရေးစံတန်မဟုတ်ပင်ချိန်စာတင့်နေတဲ့လူသားယောက်ျားတယောက်ရဲ့အတန်ဖြစ်နေတဲ့အခါကံမကောင်းစွာနဲ့ချိန်စာတင့်ခဲ့ရပြီးလူတွေရဲ့အသွေးအသားကိုမှစာလောင်နဲ့သမန်းချဖြစ်ရောက်သွားခဲ့ရပေါ့ဒီနေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့တော်နဲ့ထဲကမှောင်ရီထဲကလေကျောင်းမက်ဖွေရမှော်ဆွမ်းရှင်သမန်းချဖြစ်ရမယ့်အကြောင်းပဲဖြစ်ပါတယ်ဇလန်လေးဟာဘလို့အကြောင်းတွေရှိသလဲဘလို့အဆုံးသက်သွားမလဲဆိုတာကြည့်ရှုကြမယ် ဒိုင်းနိုင်ငံ ရာဇဝင်လာ ဖြစ်ရမယ်တောဆောက်နဲ့တမန်ကြာဆွမ်းအားရှင်အကြောင်းတခါတုန်းကဒိုင်းနိုင်ငံနဲ့ကမ္ဘောဒီးယားနိုင်ငံနှစ်နိုင်ငံကိုနယ်နိမိတ်သဖွယ်ကာယံထားတဲ့တောင်တန်းရှိကြီးတနေရာမှာ KSS လက်ဆက်ကပြောပြလာခဲ့ကြတဲ့တမန်ကြာတောင်ဆောက်နယ်နက်မှာရာဇဝင်တစ်ခုရှိခဲ့ပါတယ်တချိန်တုန်းကစမင်လို့ခေါ်တဲ့ခေါင်မျိုးနယ်ပါယောက်ျားတရဟာအထက်လန်းမှော်ပညာမျိုးစုံကိုလေ့ကျင့်တက်မြောက်တဲ့သူဖြစ်ပြီးမှော်စွမ်းတွေကိုလည်းကျွမ်းကျင်စွာနဲ့အသုံးပြုတတ်ပါတယ် ဘလောက်ပဲမှော်အစမ်းတွေတက်မြောက်ပါစေစမင်ဟာမိမိပညာအရာမှာရောင်ရဲတင်းနေမှုမရှိပဲအမြဲမပြတ်လေ့ကျင့်နေသူဖြစ်တာကြောင့်နေရာအနှက်ကိုခေးနေပြီးတောတောင်တစ်လျှောက်ဖြတ်ကျော်ခဲ့ပါလိမ့်။နေရဲ့အလင်းရောင်ထိုးမပေါက်နိုင်နဲ့မှောင်မိုက်ချောက်ချားစရာကောင်းတဲ့တောတောင်လေးစီကိုပါတောက်ရောက်ခဲ့ပြီးကြီးမားကျယ်ပြန့်တဲ့မြေချောင်းတစ်လျှောက်ကိုလည်းဖြတ်ကျော်ခဲ့ရပါလိမ့်။လန်ခီတစ်လျှောက်မှာအသက်အန္တရာယ်ပေးနိုင်တဲ့သတိဆန်ကြီးတွေကိုရင်ဆိုင်ခဲ့ရပေမယ့်စမင်ကို အနေငယ်မြအနေမပြုတ်နိုင်ခဲ့ကြပါဘူး။ နောက်ဆုံးစမေဟာတောရဲအနယ်ရှိုင်းဆုံးတနေရာကိုရောက်သွားတဲ့အခါမှာတော့လူတွေကို မရေမတွက်နိုင်အောင်တပ်ဖြတ်စားတော့တည်းကြားကြီးတကောင်နဲ့ရင်ဆိုင်လိုက်ရပါတယ်။ဒီကြားကြီးကိုတပ်ဖြတ်ခဲ့တဲ့လူသားဝိညာဉ်အများပြားကလည်းမကျွတ်မလွတ်ပဲကျင့်လဲနေပြီ။ဒီလူသားဝိညာဉ်တွေကြောင့်ပဲကြားကြီးဟာအစွမ်းတွေကြီးမားနေပါတယ်။ဒီတော့စမေဟာမိမိရဲ့မှော်စွမ်းတွေကိုအားကုန်ထုတ်တော့ပြီးကြားကြီးကိုရင်ဆိုင်တက်ခတ်ခဲ့ပါတယ်။ဘလို့ပဲစူးစမ်းအထုတ်ပြင်မဲ့တဲ့ကြားကြီးကိုတိုက်ခိုက်နိုင်စရာမရှိခဲ့ပါဘူး။ နောက်ဆုံးမှာတော့ဂျာကြီးရဲ့စိုးဝါးစွာကိုက်ဖြတ်ဆက်တော့ခြင်းကိုခံခဲ့ရပြီးနောက်ဆုံးထွက်တဲ့အထိဆရာလျှော့ခြင်းမရှိခဲ့ပဲစမေရဲ့ဝိညာဉ်ဟာဂျာကြီးကိုအနံ့ရအောင်ဆက်လက်တိုက်ခိုက်နေပါတယ်နောက်ဆုံးမှာတော့စမေရဲ့မှော်စွမ်းတွေကဂျာကြီးကိုအုပ်ဆိုးသွားနိုင်ခဲ့ပေမယ့်ထာဝရအသက်ရှင်နိုင်သွားပြီးဂျာကြီးရဲ့ခန္ဓာကိုယ်နဲ့အသက်ရှင်နိုင်ကသမန်းချာဘဝအဖြစ်နဲ့ကျင်းစာတင်သွားခဲ့ပါတယ်အဲဒီချိန်ကနေစပြီးဒေါနယ်ဂျီတွေကထာဝရအသက်ရှင်နေတဲ့သမန်းချာကြီးဟာ တကောင်တဲ့အထီးကျန်စွာနဲ့ဥတီကျဲမရှိတောင်တန်းတွေတခြားမှာလှည့်လည်သွားလာနေပါတယ်။တမန်ကြာကြီးဟာလူသားတွေနဲ့ဝေးကွာတဲ့အရက်မှာရှောင်ဖယ်နေပြီးကြားခန္ဓာကိုယ်နဲ့ရလာတဲ့ဘဝတစ်ကိုလျော့ညီသေးစွာနဲ့နေနိုင်အောင်လည်းလေ့ကျင့်ရပါတယ်။ဒါမဲ့ကန်ချမဟာတမန်ကြာကြီးကို ပြည့်ရပြုနေကြတယ်။အကြောင်းရင်းကတော့တမန်ကြာဟာလူသားတွေကနေဘလောက်ပဲရှောင်ဖယ်နေပါစေတရေးဆန်တို့ရဲ့သဘာဝအမဲလိုက်ခြင်းအမှုကိုထိချုပ်နိုင်စွမ်းမရှိဘဲ တောထဲမှာရောက်လာတဲ့လူသားတွေကိုတွေ့ရင်မိမိကိုယ်ကိုမထဲချုံနိုင်ပဲကပ်ဖြတ်စားတော့မေးမိတယ်။တမန်ချာကြီးဟာလူသားတို့ဆိုဒီမှာမိမိအတွက်ရစ်ပူစောအရာမျှတာဖြစ်တယ်လို့လည်းမှတ်ယူထားပါတယ်။ဒီနေ့မှာတော့တမန်ချာဆမေဟာတောအိုကြီးရဲ့အလွန်ရေစည်တန်တဲ့မြစ်တစ်ဖက်ကန်းကရွာလေးတစ်ပြားကိုရောက်ရှိသွားပါတယ်။တောအိုကြီးရဲ့ရွာလေးကိုချားထားတဲ့ရေစည်တန်တဲ့မြစ်ချောင်းကြီးကိုကူလူသွားလာနိုင်မှုချောင်းဆက်ကလွယ်ပင်ကြီးတစ်ခုရှိတယ်။ မြေကန်တပေးမှာရှိတဲ့ရွာကလေးဟာလေထန်ကြားတဲ့ရွာရွာသားတို့ကတင်းတန်တွေစုံလင်အောင်စိုက်ပျိုးခဲ့ကြတာကြောင့်တာယာဝါပြောနေခဲ့ပြီးတမန်ကြားသည့်နေထိုင်ရာမြေကန်တစ်ဖက်ကတောနယ်ကြီးကတော့ဝိညာဉ်အနေနဲ့တားကောင်တို့ရဲ့အော်ဟစ်ကြီးသောအတန်နေလေသာပြင်းထန်နေခဲ့ပြီးမှောင်မိုက်အသက်မဲ့နေခဲ့တယ်။လူတစ်ပိုင်းကြားတစ်ပိုင်းစိတ်ဝိညာဉ်ရှိနေခဲ့တဲ့တမန်ကြားဆမေဟာဒီဘာလေးကိုမြင်တွေ့ရတဲ့အခါမှာတော့လူသားတယောက်လိုနေထိုင်ခြင်းပြန်ပါလေ။ဒီတော့တမန်ကြားဆမေဟာ မနက်ကိုရွာလေးထဲမှာတာမန်လူတယောက်လိုနေထိုင်ပြီးညအခါမှာတော့ညစ်တဖက်ကန်းကမိမိကျက်စားရာဒေါနတ်ကိုပြန်မယ်လို့အတွင်းနဲ့တမန်ကြားဆမေဟာလူသားတယောက်ဖြစ်နေဖန်ဆင်းလိုက်ပြီးမြစ်ကိုဖြက်ကူးနိုင်တဲ့လွယ်ပင်ကြီးရဲ့ပေါ်ကနေတဖက်ကန်းရွာကိုသွားဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်တမန်ကြားဆမေဟာချောမလှပတဲ့လူသားယောက်ျားတယောက်ဖြစ်နေဖန်ဆင်းလိုက်ပြီးတော့အဝိအနဲ့ကားမှာပဝါအဖြူအကြားကိုဝစ်ဆင်ထားပြီးမြစ်တဖက်ကန်းကိုကူးသွားခဲ့တယ် ။ရွာသားတွေကလည်းစိတ်စေတနာကောင်းကြပြီးဒဇင်းယောက်ျားဖြစ်တဲ့စမင်ကိုလှိုင်လဲနှွေးထွေးစွာနဲ့ဆက်ဆံကြတယ်။ရွာသူရွာသားတွေဟာစမင်ကိုဖော်ပြကြပေမဲ့သူရဲ့ထူးဆန်းတဲ့ပုံစံကြောင့်ပင်သတိထားနေခဲ့ကြတယ်။အကြောင်းရင်းကတော့စမင်ဟာမှိတ်နေတဲ့မိတို့ကြီးကိုအမြဲတမ်းအကူနဲ့မကွာထားပြီးရွာသားတွေပြုတ်ပဲရှင်ပဲမှာကားဖို့ခေါ်တာတော့မိတို့ကြီးကိုလက်ကနေမချပဲအမြဲတမ်းစောင့်ထားခဲ့တာကြောင့်ပဲဖြစ်တယ်။ညာနဲ့တဲ့အခါမှာ ရွာသားတွေအိမ်မောကြွနေတဲ့အချိန်ကြားမှာပဲစမေဟာမိမိကျက်စားရာမြစ်တစ်ဖက်ကန်းကိုလွေပင်ကြီးကနေတစ်ဆင့်ကူးသွားပြီးဒေါနဲ့ကြီးထဲမှာပြတ်ကွယ်သွားလေရှိတယ်။အချို့သော နေသားရဲ့ရက်တွေမှာစမေဟာနေပူထဲမှာရက်နေပေမဲ့အရေးမရှိတာကိုရွာသားတွေကသတိထားမိကြတယ်။စမေရီမောပြောင်းရွှင်နေရင်လည်းရီသဟာတာမန်လူတော်မဟုတ်ပဲတဝဲသတိဆန်ကြီးအတန်လိုမြည်ဟိနေခဲ့တဲ့ပြင်စမေရဲ့ခန္ဓာကိုယ်ဘေးကနေဖြတ်သွားရင်လည်းတွင်းညီနဲ့ဆူဆူဝါးဝါးတွေရကြပြီး အထူးစံဆုံးကတော့စမေရဲ့အင်ကိုဘယ်သူမှမရောက်ဘူးမမြင်ဘူးကြပါဘူးစမေဟာနယ်ပင်ကြီးကနေတစ်ဖက်ကမ်းကိုကူးသွားလိုက်တဲ့အခါတိုင်းအစနာမရှိထူးထူးဆန်းဆန်းပြောက်ွယ်သွားလိမ့်ရှိတယ်ဘလို့ပဲဖြစ်စေရာဇာသားတွေကစမေကိုခင်မင်နှစ်သက်ကြပါတယ်အကြောင်းရင်းကတော့စမေတယောက်ရွာထဲကိုဝင်လာကလေးကနေရာဇာသားတို့ဟာပျော်ရွှင်နေကြပြီးမိုးလီဝသားကလည်းမှန်ကန်ခဲ့တဲ့ကြောင့်တင်းနဲ့များဖွံ့ဖြိုးပြစ်တွန်းနေတာပဲဖြစ်တယ် အရေးကြီးဆုံးကတော့တဘာဝဘေးရန်ရဲ့စတဲ့မိုးရင်းတောက်ကြရေတွေကျဆင်းလာတဲ့အချိန်ကိုစမင်ကကြိုတဲခံမှန်းပြပြီးရာသီအသားတို့ကိုအထူးကူးဆိုင်ပေးတာကြောင့်ရာသီအသားတို့ကစမင်ရဲ့အထူးဆန်းတဲ့အပြုတ်မှုကိုမျက်ကွယ်ပြုပေးကြပြီး သူကတော့ရွာထဲမှာစိတ်ကြဲဝင်ထွက်နိုင်ဖို့စမင်ကိုခွင့်ပြုပေးကြတယ်။စမင်ဟာရာသီအသားတို့ရဲ့သဘောထားကို သိရှိရခဲ့ပြီးရတော့စမင်ကလည်းရာသီအသားတို့အနေနဲ့မြစ်တစ်ဖက်ကန်းကနယ်ပင်ကြီးကိုမဖျက်ဆီးစေပဲ ပျက်စီးမိမယ်ဆိုရင်တော့မိမိအနေနဲ့အရန်ဒေါသထွက်မိပြီးຢာကိုဘယ်တော့မှပြန်လာမှာမဟုတ်ကြောင်းသတိပေးလိုက်ပါတယ်။ဒီတော့ຢာကြီးအသားတွေကလည်းစမင်းရဲ့တောင်းဆိုချက်ကိုစိတ်ထဲမှာလှိုက်တဲ့စွာနဲ့ကြည်ပေးကြတယ်။တနည်းမှာတော့ရွက်လေတင်ပေါ်ကြီးတစင်းဟာမြစ်တရှောက်ရွက်လွင်လာပြီးတင်ပေါ်ကိုယ်တွေကအရန်ကြီးမတာကြောင့်ရွက်တိုင်ကြီးဟာလွယ်ပင်ကြီးနဲ့ညှိပြီးဆက်မသွားနိုင်ပဲဖြစ်နေကြတယ်။ဒီအခြေအနေကိုသိရှိသွားတဲ့တင်ပေါ်သားတွေကလည်းတင်ပေါ်ကြီးဆက်လက်သွားနိုင်ဖို့ ရွက်တိုင်နဲ့ညှိနေတဲ့နယ်ပင်ကြီးတွေကိုခုတ်ဖြတ်လိုက်ကြတယ်။နယ်ပင်ကြီးတွေခုတ်ဖြတ်ကြပြီးတဲ့နောက်မှာတော့မြစ်တစ်ဖက်ကန်းကတောအုပ်ကြီးတွေကနေတစ်ပင်ကြီးတွေရဲ့တနေရာမှာဒေါသထွက်နေတဲ့အရေးတစ်ခုကိုတွေ့လိုက်ကြပြီးကျေလောင်တဲ့မြင်းတန်ကြီးတစ်ခုကတောအုပ်ကြီးတစ်ခုလုံးကိုပဲ့တင်ထက်စီခဲ့တယ်။မကြခင်မှာပဲလေမင်းပုံတန်းတွေတက်ခဲ့လာပြီးတင်းမောရွက်တိုင်ကြီးဘင်းညာရင်းနဲ့အထီကိုပဲတက်ခဲ့ပြီးတဲ့နောက်မိုးကြီးရွာတော်လာတယ်။မြေဟာတဖြည်းဖြည်းနဲ့မြင့်တက်လာပြီး နောက်ဆုံးမှာတော့တင်မောကြီးတခုလုံးအစနာရှာလို့မရတဲ့အထိမြစ်ထဲမှာနင်းမြုပ်ပြောက်ွဲသွားတယ်။တင်မောကြီးနင်းမြုပ်သွားပြီမဲ့လေလေပြင်းမုန်တိုင်းတွေဟာတညာလုံးတက်ခတ်နေပြီးမနက်မိုးလင်းချိန်မှာတော့အရာအလုံးကငြိမ်သက်သွားကမြစ်ရေကလည်းပုံမှန်အတိုင်းပဲစစ်စစ်နေပြီးဆိုပေမဲ့တင်မောကြီးနဲ့တင်မောနောက်လိုက်တွေ့ရဲ့အလောင်းအစနာကိုလုံးဝမတွေ့ကြပါဘူး။အဲဒီချိန်ကနေစပြီးမြစ်တစ်ဖက်ကန်းကစမင်းကိုဘယ်သူမှမတွေ့ကြတော့ပဲရွာသူရသားတို့ကလည်းလွေပင်ကြီးဖြက်စီးခင်ရပြီ ဆမင်းကိုဘယ်တော့မှမတွေ့ရတော့အကြောင်းအလုံးမဲဝမ်းနဲ့နေခဲ့ကြပါတယ်။အဲဒီလွမ်းဆွတရိယာမှုတွေကြောင့်ရွာရွာသားတို့ဟာစူပောင်းပြီးတပတ်ကန်းကိုမြင်တွေ့နိုင်တဲ့ဂုံးပေါ်ကနေနန်းနန်းတစ်ခုတိဆောက်ခဲ့ကြတယ်။အဲဒီနောက်ရွာသားတွေကဆမင်းရဲ့ဝိညာဉ်ကိုဒီနန်းန်းပါနေဖို့ပြင်ဆောင်ကြပြီးတော့ယခုအခါထိုင်းနိုင်ငံတရက်ခဲမှာတီထားကူးခွေကြတဲ့ဆမင်းနန်းန်းကိုယနေ့တိုင်တွေ့မြင်နေကြရပဲဖြစ်ပါတယ်။ Okay ပါ။ဒီနေ့တက်ဆက်ပေးသွားခဲ့တဲ့အကြောင်းအရာတွေကတော့ ထိုင်းရာဇဝင်လာဖြစ်ရမှန်းတောဆောင်နဲ့တမန်ကြာစွမ်းရှင်ကြောင်းပဲဖြစ်ပါတယ်နောက်ထပ်နောက်ထပ်လည်းဒီထက်ပိုမိုကောင်းမွန်တဲ့ဖြစ်ရမှန်းဇလန်းနေတဲ့တို့ကျွန်တော်ပြန်လာခဲ့ပါဦးမယ်နောက်ပြီးတော့မှပြန်လည်ဆုံတွေ့ကြပါသည်